်မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ကျွန်တော်တို့ပြည့်သက်တွေပေါ့နော်သတင်းလည်းပြောပြမှာမဟုတ်ဘူးအချက်လက်ပိုင်းဆိုင်ရာတွေလည်းဆွဲထုတ်ပြမှာမဟုတ်ဘူးအကြောင်းအရာပိုင်းဆိုင်ရာဗီဒီယိုတစ်ပုဒ်အကြောင်းကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒီဗီဒီယိုကကျွန်တော်မြန်မာပြည့်သက်တွေအတွက်တော့ Academy စခုချင်လောက်တဲ့အထိကောင်းမွန်လွန်းတဲ့ဗီဒီယိုတစ်ပုဒ်လို့တောင်ပြောလို့ရမယ်ထင်ပါတယ်တနည်းဆိုရရင်ဝတ္ထုဆန်ဆန်စိတ်ကူးရင်ပြီးရေးထားတဲ့ဇလံမဟုတ်တဲ့တကယ်ပြင်ပကဖြစ်ရတဲ့ခုကိုကဘာကျော် promotion ကြီး UFC က ကွန်းကွန်းကွက်ကွက်ကြီးပေါ်အောင်ချပြသွားတဲ့ဗီဒီယိုတစ်ပုဒ်မှအဲ့ဒီဗီဒီယိုတစ်ပုဒ်အကြောင်းကိုကျွန်တော်ကပြည်သက်တွေကိုပြန်ပြီးဖောက်တယ်ချသွားမှာပါ ကမ္ဘာအကောင်ဆုံး promotion UFC ကပေးပါပြုနဲ့ကျင်းပတဲ့ပြိုင်ပွဲတစ်ခုကိုကျင်းပတော့မယ်ဆိုရင်ပုံစံမျိုးစုံနဲ့ချင်ကက်တဲ့ဒါလို့ချင်ကက်တဲ့အနေထားမှာပွဲရဲ့အခင်းကျင်းကဘယ်လိုလဲဘယ်လိုပုံစံမျိုးနဲ့ပေါ်ပေါက်လာတာလဲဒီပြိုင်ပွဲမှာအဓိကပွဲစဉ်ကြီးတွေအဖြစ်ထိုးသက်ကြမဲ့ fighter တွေကဘယ်လိုဘယ်လိုပုံစံမျိုးတွေနဲ့ဖြတ်တန်းလာကြလဲဆိုတာသူတို့ပြည့်သက်တွေသိအောင်စီတိချအသေးစိတ်နဲ့စနစ်ချကိုချပြလေးရှိပါတယ် လာမယ့်ဒီဇင်ဘာ9ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်းရောက်ရင်တော့ UFC ကဒီနှစ်2025ခုနှစ်အတွက်နောက်ဆုံးအနေနဲ့ကျင်းပမယ့်ပေးပါဘူးပြိုင်ပွဲမျိုးကိုကျင်းပသွားမှာပါဒီပြိုင်ပွဲကဒီနှစ်အတွင်းကျင်းပခဲ့တဲ့ပြိုင်ပွဲတွေအားလုံးရဲ့စုစုပေါင်း40ချိန်မြောက်လို့ပြောလို့ရတယ်ဒီပြိုင်ပွဲမှာကျွန်တော်တို့ရဲ့ချင်းလူငယ် Fighter လေး Joshua Ban ပါဝင်ထိုးသက်သွားမှာဖြစ်ပါတယ် ကျွန်တော်ရဲ့ fighter လေး Joshua Ban ကဒီပြိုင်ပွဲမှာကိုမင်းပွဲအဖြစ်ထုတ်မယ်။သူ့ရဲ့ UFC fighter ဘဝပထမဆုံးအနေနဲ့ flyweight တန်းချန်ပီယံကပ်စင်ခေါ်ပွဲထုတ်သက်ရမှာဖြစ်ပါတယ်။ဒါလို့အနေထားကြောင့်မို့လို့ကဘာကျော် promotion ကြီး UFC က Joshua Ban ကဘလို့ပုံစံမျိုးနဲ့ဖြတ်သန်းခဲ့တယ်။သူတို့စင်မြင့်ထက်ကိုဘလို့ပုံစံမျိုးနဲ့တက်ရောက်လာတယ်။ UFC ကပြိုင်ပွဲတွေကိုဘလို့ပုံစံမျိုးနဲ့ကြော်ဖြတ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုမင်းညကအသေးစိတ်ပုံစံမျိုးနဲ့စနစ်တကျပြည့်သက်တွေကိုတင်ပြချပြသွားပါတယ်။ ဲ့ဒီဗီဒီယိုရဲ့နာမည်က UFC Countdown လို့အမည်ရတယ်။တနည်းအားဖြင့် UFC 323ပြိုင်ပွဲကိုချင်ကပ်တဲ့အခါဒီပြိုင်ပွဲမှာပါဝင်ထိုးသက်မဲ့အဓိက fighter ကြီး၄ယောက်ရဲ့အနေအထားတွေကဘယ်လိုပုံစံမျိုးတွေဘဝဖြတ်သန်းမှုတွေကဘယ်လိုပုံစံမျိုးတွေဘယ်လိုပွဲစဉ်တွေကိုအနိုင်ရပြီးတော့ဒီလိုနေရာမျိုးကိုတက်လှမ်းလာခဲ့တဲ့ဆိုတဲ့အကြောင်းအရာကိုချပြသွားတာပါ။ ကျွန်တော်ပြအဲ့ဒီဗီဒီယိုကိုကြည့်ရင်မြန်မာလူမျိုးတယောက်အနေနဲ့တော်တော်ကြီးကိုပီတိဖြစ်မိတယ်ဟိုမျက်ရည်တွေတောင်ဝဲမိတယ်ဒီလိုလူငယ်လေးတယောက်ကဒီလောက်ထိခြေလန်းလှမ်းလာတဲ့အတွက်လဲဂုံယူမိတယ်ဒါကြီးအကြောင်းအရာတွေကိုကျွန်တော်ပြည့်သက်တွေကိုသိစေခြင်းနဲ့ပေါ့နော်အထူးသဖြင့် ျွန်တော်တနိုင်ငံလုံးအားကြာလောက်တဲ့ပေါ့နော်ဟိုဂျော်ရှွာဘန်တို့လိုလူငယ်တွေတောင်မနဲ့ဒီလိုထိုးဖောက်ပြီးတော့ကမ္ဘာအမြင့်ဆုံးအထိတလှမ်းနိုင်နေဆိုတော့ဒါလူငယ်တွေအားကြာရမယ်အနေထားတစ်ခုမှလို့ဒီဗီဒီယိုအကြောင်းကိုကျွန်တော်ကပြန်ပြီးအသေးစိတ်ဖောက်သည်ချမှာဖြစ်ပါတယ်ကမ္ဘာကျော် promotion ကြီး UFC ကကျွန်တော်ဖိုက်တာလေး Joshua Ban ကိုပွဲထုတ်လာတာသိပြီမကြသေးပါဘူးကျွန်တော်မှတ်မိတဲ့အကြောင်းအရာတွေကိုပြောပြရမယ်ဆိုရင်မကြသေးခင်ကမှကျင်းပခဲ့တဲ့ UFC 360ပြိုင်ပွဲတုန်းကစပြီးပွဲထုတ်လာခဲ့တာပါ အဲ့ဒီပြိုင်ပွဲတုန်းကဂျိုရှွာဘန်ကဘရူနိုဆေးဘာနဲ့ထိုးသက်ရမယ်ဒီတွဲဆိုင်ကလက်သီးချင်းရှင်ထိုးကြမယ်ဖိုက်တာနှစ်ယောက်ဆိုပြီးတော့ကျွန်တော်ပြည်သက်တွေကိုခြားပြခဲ့တယ်အင်မတန်မှလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့အကြောင်းအရာကိုအစောကြီးကတည်းကပြည်သက်တွေကိုဆွဲထုတ်ခဲ့တယ်ဒါလို့ဒါလို့ပုံစံမျိုးတွေကြောင့် UFC ကလည်းဒီသူတို့ရဲ့ပြိုင်ပွဲချင်းကတ်တဲ့အနေအထားမှာခြားပြလေးရှိတဲ့ UFC Embedded ဗီဒီယိုတွေမှာဂျိုရှွာဘန်ရဲ့ပုံရိပ်တွေကိုစတင်ထည့်သွင်းလာခဲ့ပါတယ် ကြောင်းညပြောဖို့လိုအပ်တဲ့အချက်ကဂျော့ရှွာပန်ဟာအဲ့လိုပုံစံမျိုးနဲ့ UFC ရဲ့ platform ထက်စင်မြင့်ထက်မှာ video တွေရိုက်ကူးလာရပြီဆိုရင်သူ့အပေါ်ကျေးဇူးပြုခဲ့မှုတဲ့ပတ်ဝန်းကျင်ကလူတွေအကုန်လုံးကိုရှူတော့ပေါင်းစုံနေရာပေါင်းစုံကနေစိတ်စိတ်ငါငါဖြစ်အောင်စနစ်တကျတွေးခေါ်ပြီးတော့ချင့်ကဲရိုက်ကူးတဲ့ဆိုတဲ့အကြောင်းအရာလေးကိုလည်းမြင်စေချင်ပါတယ် UFC 316ပြိုင်ပွဲတုန်းကဂျော့ရှွာဘန်စပြီးပွဲထုတ်ခဲ့တာကသူလက်ရှိ boxing legend နေတဲ့ Auslan boxing ချင်းကပုံရိပ်တွေကို ထုတ်ပြတဲ့နိဗျာကြီး Jose Pasquet နဲ့ဘောက်စင်ပိုင်းလေ့ကျင့်နေတဲ့ footage တွေကိုဒီ UFC embedded video မှာထည့်သွင်းခဲ့တယ်။အဲ့ဒီနောက်မှာတော့ Joshua Ban က short notice ပုံစံမျိုးနဲ့ UFC 370ပြိုင်ပွဲမှာဝင်ရောက်ထိုးသက်ခွင့်ရတယ်။ဒီတစ်ခါပွဲကတော့ Brandon Roba နဲ့ပွဲ Brandon Roba နဲ့ပွဲဖြစ်တဲ့အတွက်တစ်ကဘာလုံးကလည်း sequence စားတယ်။ ဒါအပြင်ဂျော်ရှွာဘန်ရဲ့ UFC fighter ဘွားပထမဆုံး main card ခေါင်းဆောင်အောက်ကနေထွက်သက်ခွင့်ရတဲ့ပွဲဖြစ်ပါတယ်။အဲ့လိုအဲ့လိုတော့အကြောင်းရင်းတွေကြောင့် UFC ကဂျော်ရှွာဘန်ရဲ့ပုံရိပ်တွေကို UFC 360ပြိုင်ပွဲတုန်းကထပ်ပိုပြီးတော့ပွဲထုတ်လာတယ်။ UFC 370ပြိုင်ပွဲချင်းကတ်တဲ့အနေထားမှာဆိုရင် Joshua Ban ရဲ့ပုံရိပ်ကိုပုံစံနှစ်မျိုးနဲ့ဖော်ပြတယ်။ Joshua Ban ကလည်းအဲ့ဒီအနေထားမှာတော့သူ့ရဲ့ဒီ main အဓိက gym တစ်ခုဖြစ်တဲ့4 on 5 leg မှာလေ့ကျင့်နေတဲ့ပုံစံတွေကိုခြားပြတယ်။4 on 5 leg ကနီးပြတွေနဲ့ interview တွေကိုဒီ UFC embedded video မှာထည့်သွင်းတယ်။ Plus အဲ့ဒီနောက်မှာတော့ဒုတိယ strength conditioning legend နဲ့ tempe construction ကပုံရိပ်တွေကိုခြားပြတယ်။ တမ်ဘက် construction ဆိုတာလည်းဒီလိုဒီလိုပုံစံမျိုးဆိုပြီးတော့ပြည်သက်တွေကိုသိအောင်ထပ်ပြီးမိတ်ဆက်ပေးတယ်ဒါကတော့ရှေ့ကပြိုင်ပွဲနှစ်ခုမှာ Joshua Ben ချပြခဲ့တဲ့အနေအထားတွေကိုကျွန်တော်ကပြန်ပြီးဆွဲခေါ်တာဖြစ်ပါတယ်အဲ့ဒီတော့တွေးကြည့်လိုက်မယ်ဆိုရင်လက်ရှိ Joshua Ben လေ့ကျင့်နေတဲ့ gym က3နေရာ တမ်ဘက်ကွန်စထရက်ရှင်အော့စလန်ဘောက်ဆင်ချင်း4 on 5 glass ဒီတော့ရှေးကပြိုင်ပွဲနှစ်ခုမှတော့ငါသူကဒီပုံရိပ်တွေကိုချပြခဲ့ပြီးပြီးသူ့အနေနဲ့ဘာတွေထက်ပြီးချပြစရာမှမကြံတော့ဘူးအဲ့လိုအနေထားမျိုးမှာသူက UFC 323ပြိုင်ပွဲထိုးခွင်ရတယ်ဒါကြောင့်မလို့ရှေးကအနေထားတွေနဲ့လည်းမထက်အောင်ပြည်သက်တွေလည်းပုံပြီးစိတ်ဝင်စားအောင်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကစဉ်းစားတယ် UFC ဘက်ကလည်းစဉ်းစားတယ်ဒါကြောင့်မလို့မင်းညားကချပြလိုက်တဲ့ UFC countdown video မှာတော့ကျွန်တော်တို့လုံးဝလုံးဝထိမှတ်မထားတဲ့ shoot င်တစ်ခုကနေဂျော့ရှွာဘန်ရဲ့ပုံရိပ်တွေကိုချပြလာပါတယ်ရကဘလို့အနေထားမျိုးလဲဆိုတော့ဂျော့ရှွာဘန်ရဲ့ဖြတ်သန်းမှုအနေထားတွေဘဝဖြတ်သန်းမှုအကွေ့အကောက်တွေဘလို့နေရာကနေပေါ်ထွက်ပြီးတော့ဘလို့ပုံစံမျိုးနဲ့ UFC ထိတက်လန်းလာခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုကာယကံရှင်ကိုယ်တိုင်ပြောပြတဲ့ပုံစံမျိုးနဲ့ UFC ကချပြသွားတာပါအဲ့ဒီဗီဒီယိုမှာဂျော့ရှွာဘန်ပထမဆုံးစပြီးအသုံးပြုလိုက်တဲ့စကလုံးကကျွန်တော်ကမြန်မာပြည်ကနေမွေးဖွားလာခဲ့တဲ့လူငယ်တယောက်ပါဆိုတဲ့စကလုံးကကျွန်တော်ရင်ဘတ်ထက်ကိုအတော်ကြီးကိုထိပါတယ် ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုဆိုတာကတကဘာလုံးကလည်းစောင့်ကြည့်တဲ့အနေထားအဲ့လိုအနေထားမျိုးမှာပထမဆုံးသုံးပြုလိုက်တဲ့စကလုံးကမြန်မာပြည်ကဖိုက်တာပါဆိုတာတကယ်ကိုလေးလေးနက်နက်နဲ့ပြောဆိုလိုက်တာပါတော်ယုံအဖြစ်တော့နိုင်ငံတကာရောက်မြန်မာအများစုကမြန်မာနိုင်ငံသားဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောရမှာရှက်ကြတယ် ဂျော့ရှွာဘန်ကတော့အဲ့လိုမဟုတ်ပဲ UFC ကိုစပြီးရောက်လာတဲ့အချိန်ကလေးကစလို့သူကမြန်မာပြည်မှာမွေးဖွားခဲ့တာမြန်မာပြည်ကိုကိုစားပြုတယ်ဆိုတဲ့အကြောင်းကိုအချိန်ချင်းပြောတယ်ဒီတစ်ခါမှလည်းသူကမြန်မာပြည်ကမွေးဖွားခဲ့တဲ့လူငယ်လေးတယောက်ဘလို့ပုံစံမျိုးနဲ့အမေရိကကိုရောက်လာခဲ့တယ်ဆိုတဲ့အကြောင်းအရာကနေစတင်ပြီးထုတ်ပြပါတယ်ကျွန်တော်ဖြင့်အဲ့ဒီအနေအထားကိုကြည့်ပြီးကျွန်တော်တို့နိုင်ငံရဲ့ပုံရိပ်ကိုအမှန်တကယ်မြင့်တင်တဲ့ကစားသမားတွေပေါ်လာပါလားဆိုတာစိတ်ထဲမှာအမှန်တကယ်ကိုချီးကျူးမိတာပါ ဒီဘက်ခေအနေထားမှာအားစားသမားတွေဆိုတာလေပြည်သက်တွေကိုမှီကိုပြီးတော့ပုံရိပ်တွေတိဆောက်ကြတယ်မာကတ်တင်းတွေလုပ်ကြတယ်အဲ့လိုလုပ်တဲ့အနေထားမှာတချို့တွေကဒီအကျိုးမြှော့ပြီးတော့ဟိုစပွန်ဆာတွေမြှော့ပြီးတော့လုပ်ကြတယ်တချို့တွေကတော့စိတ်ရင်းအမှန်နဲ့လုပ်ကြတယ်တချို့တွေကတော့သူ့ရဲ့ဝါသနာအလျောက်လုပ်ကြတယ်ပေါ့နော်အဲ့တော့ဂျိုရှွာဘန်ရဲ့အနေထားကိုပြောကြည့်ရမယ်ဆိုရင်သူနေတာကဟိုအမေရိကအဝေးကြီးမှာတက်ဆက်မှာနေတာမြန်မာပြည်နဲ့ပြန်ပြီးချိတ်ဆက်ဖို့ဆိုတာ တော်ရုံနဲ့မလွယ်ပတဲ့ကိစ္စမြမပြီကိုကိုစားပြုလို့လဲသူ့အနေနဲ့ဘာမှအကျိုးမြတ်အများကြီးမရနိုင်ဘူးအထူးသဖြင့်စီပွားရေးဆိုင်ရာ chicken line shootout တွေကြီးလိုက်မယ်ဆိုရင်သူ့အနေနဲ့ follower တွေများတဲ့ပြည်သက်ဝန်းရံမှုအများကြီးများတဲ့ဆိုသည့်တိုင်အောင်ဒီအမေရိကက sponsor တွေနဲ့တော့သိပ်ပြီး ဆက်ဆက်မှာမဟုတ်ဘူးတက်လို့လိုမျိုးဖြစ်နေတဲ့ကြားကဒီဖိုက်တာတွေကလုံးဝသူ့ကိုသူနောင်တမရဘူးမြန်မာပြည်ကိုကိုစားပြုတဲ့မြန်မာလူမျိုးတွေဂုံယူရအောင်ဒီနိုင်ငံအတွက်တက်နိုင်လောက်ကြိုးစားလှုပ်ဆောင်မယ်ဆိုတဲ့ပုံစံမျိုးတွေပဲဆက်တိုက်ပြောတော့သူ့ရဲ့မြန်မာနိုင်ငံကိုချစ်တဲ့စိတ်နဲ့ပတ်သက်ပြီးပေါ့တော့ကျွန်တော်ဖြင့်လုံးဝမချီးကျူးပဲမနေနိုင်ပါဘူးဒီညမှာစကားကြုံတော့မှနောက်ထပ်ဖြစ်ပြောချင်တာလေးလည်းရှိပါတယ် ဂျိုရှာဘန်မြန်မာနိုင်ငံကိုချစ်တာကကျွန်တော်တို့ထက်တောင်ပိုတယ်လို့ကျွန်တော်ကဆိုကြည့်ခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ UFC စင်မြင့်ထက်မှသူကအလန်ချုံပြတယ်။ OK တယ်။အလောက်နေတဲ့အားမရဘူး။ဒီအန်ကက်မှလည်းလှမ်းပြီးတော့မြန်မာအလန်ကိုတက်သွားတယ်။ OK တယ်။ Plus အလန်ချုံပြီးအန်ကက်မှမြန်မာအလန်တက်ရုံနဲ့မပြီးသေးဘူး။သူဆောင်းလေးရှိတဲ့အုတ်ထုတ်ထဲမှာတောင်မြန်မာနိုင်ငံအလန်တွေကိုထည့်ပြီးတော့အဲ့ဒီကာလာအယောင်နဲ့အဲ့ဒီဒီဇိုင်းအတိုင်းကိုအုတ်ထုတ်အတွက်မှာတောင်ထည့်ထားတယ်။ ျွန်တော်ဖြစ်ပေါ့နော်ဒီ fighter ကဟိုတော်ရုံနိုင်ငံကိုကိုစားပြုကျင်တဲ့ဆန္ဒမျိုးမဟုတ်ဘူးဒါလို့ idea idea အသစ်တွေထွက်ပေါ်လာဖို့ဆိုတာလူတယောက်ကဒီပေါ်မှာ focus လုပ်နေမှာတကယ်နှလုံးသားတွေကပါမှာဒါလို့ idea အသစ်တွေထွက်တာ Joshua Van ကတော့ကျွန်တော်တို့မမြင်ရတဲ့ shoot out နေကြနေကိုနိုင်ငံကိုကိုစားပြုရတော့တကယ်ကိုအောချလောက်ပါတယ် ဆက်လက်ပြီးတော့ Joshua Brand က professional fighter ဘလို့ပုံစံမျိုးနဲ့ဖြစ်လာတဲ့ဆိုရဲအကြောင်းအရာလေးကိုထပ်ပြီးပြောပြချင်ပါတယ်ဒီကသူထိုးမဲ့ပွဲက champion ကပဲစင်ခေါ်ပွဲကပအကောင်းဆုံး promotion စင်မြင့်ထက်မှထိုးရမဲ့ပွဲမျိုးအဲ့လိုပုံစံမျိုးမှာသူကဒီ UFC က countdown အစီအစဉ်မှာသူ့ရဲ့ fighter ဘဝဖြစ်လာတဲ့ပုံစံကိုပြန်ပြီးပြောပြတယ်မြန်မာပြည်သက်အများစုကတော့ဒီအကြောင်းအရာကိုသိပြီးသားဖြစ်တယ်။ပို့တော်လည်းပဲသူ့ဘဝရဲ့အခိုက်အတန့်ပုံစံမျိုးမို့လို့ကျွန်တော်အနှစ်ချုပ်လေးပြန်ပြီးပြောပြခြင်းနေပါတယ်။ ဂျိုရှွာဘန်တို့မိသားစုကအစောပိုင်းမှာတော့မိန်းကလေးတွေကြီးပဲမွေးတယ်။အဲ့လိုအနေထားမျိုးမှာဂျိုရှွာဘန်ရဲ့အမေကသူ့ရဲ့ဖရာတခင်စီမှာယောက်ျားလေးသားစုပန်နဲ့ယောက်ျားလေးမြန်တကယ်လို့မွေးခဲ့ရင်ဖရာတခင်ကိုပြန်ပြီးလှုပ်ကြွေးပြုပါမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆူတောင်းခဲ့တယ်လို့ဆိုတယ်။အဲ့လိုပုံစံမျိုးမှာဂျိုရှွာဘန်ကိုမွေးလာတယ် ဒါကြောင့်မို့လို့တို့မိသားစုကဒီကလေးမွေးလာကလေးကပေါ့နော်တို့ဖခင်ရဲ့သားတော်ဖြစ်ရမယ်တရားဝဆရာပဲဖြစ်ရမယ်ဆိုပုံစံမျိုးနဲ့ပဲပြောလာခဲ့တယ်။ဂျိုရှော့ဘန်ရဲ့လူငယ်အတွေးမှာလည်းသူကြီးလာရင်တရားဝဆရာဖြစ်မယ်ဆိုပုံစံမျိုးပဲဝင်ခဲ့တယ်။အဲ့လိုပုံစံမျိုးနဲ့သူကမလေးရှားကနေအမေရိကကိုပြောင်းလာတယ်။အမေရိကကိုရောက်တဲ့အချိန်မှာအင်္ဂလိပ်လိုလဲစကားကအကောင်းကောင်းမပြောတတ်ဘူး။ ကြောင်းတက်ရတယ်ကြောင်းမှာကလေးတွေနဲ့ရံဖြစ်ကြတယ်တလူတလူရံဖြစ်တဲ့အနေထားမှာကိုကကောင်းကောင်းပြန်ပြောနိုင်တဲ့စွမ်းရည်လည်းမရှိတော့သူ့ကိုယ်သူပြန်ပြီးကာဝယ်ဖို့ကရံဖြစ်တာနဲ့ပဲစတယ်အဲ့လိုအဲ့လိုပုံစံမျိုးနဲ့ရံနေဖြစ်လိုက်ဟိုတက်ဆက်မှာတခါလေးနေလို့မရလို့မဟုတ်အမျိုးတွေစီသွားနေရလာအဲ့လိုပုံစံမျိုးနဲ့ပြဿနာပေါင်းများလာတယ်ပေါ့နော်အဲ့လိုများလာတဲ့အခိုက်အတန့်မှာသူ့ရဲ့ NT ကပေါ့နော် မင်းတို့ရံဖြစ်မယ်ဆိုရင်ထိုးတာကြိတ်တာနဲ့ကစားနေမှာဝမ်းမလားဒါလို့ရံဖြစ်တယ်ဆိုတာကလူမိုက်တယ်လို့တကယ်မင်းတတ်သိရှိရင်နိုင်ငံကိုကိုစားပြုပြီးမိသားစုတွေခုံရလောက်စင်မမတက်ထိုးတရဝန်တက်ထိုးစတဲ့ပုံစံမျိုးနေနဲ့သူ့အန်တီကသူ့ကိုနားချလိုက်တဲ့ချိန်မှာအဲ့ဒီအကြောင်းအရာတွေကဂျော်ရှွာဘန်းရဲ့ခေါင်းကိုဟိုတုံးနဲ့ရိုက်လိုက်တယ်လို့ဖြစ်သွားတယ်နှလုံးသားအထိစူဝင်သွားတယ်သူကိုယ်တိုင်လည်းအဲ့ဒီဟာကိုတော်တော်ကြီးအလေးလေးနဲ့စဉ်းစားတယ်အဲ့ဒီပုံစံမျိုးနဲ့သူ professional fighter တယောက်ဖြစ်အောင်လုပ်မယ်ဆိုရက်အနေထားကိုဆုံးဖြတ်ပြီးတော့ တက်ဆက်ကသူ့အမေတွေစီပြန်လာတယ်သူ့အမေတွေကိုပြောတယ်အချင်းမှသွားပြီးလေ့ကျင့်မယ်ဆိုပြီးပြောတယ်အဲ့လိုအဲ့လိုပုံစံမျိုးနဲ့ professional fighter တယောက်ဖြစ်လာဖို့စပြီးခြေလှမ်းလှမ်းခဲ့တာပါသူကအပြိုရန် fighter ဘွားမှာတော့စုစုပေါင်း၄ပွဲထိုးတယ်အပြိုရန် flyweight champion ကပဲရတယ်ဒီ6လအတွင်းမှာပဲ၄ပွဲဆက်တိုက်ထိုးပြီးတော့ချက်ချင်း professional fighter ဘွားကိုကူပြောင်းတယ် fury fighter championship မှာထိုးတယ် fury fighter championship ကနှင်းအပ်တဲ့ flyweight champion ကပဲရတယ်အဲ့ flyweight champion ကပဲရပြီးမှတော့ ဒီသူ့ရဲ့ agent Jason House က UFC မှာထွက်သက်ခွင့်ရဖို့ချိတ်ဆက်ပေးတယ်။ UFC က Joshua Ban ကိုကနအုပ်အနေနဲ့ခွင့်ရပေးတော့ငါတို့ရဲ့စင်မြင့်ထက်မှာတိုက်ရိုက်ခွင့်ရပေးတာမဟုတ်ဘူး။ Road to UFC လို့ပြိုင်ပွဲမျိုးမှာထွက်သက်ဖို့အတွက်ခွင့်ရပေးတာဒါကလည်းအကြောင်းရင်းရှိပါတယ်။ Road to UFC ကဒီအာရှကလူငယ် fighter တွေအတွက် UFC စင်မြင့်ထက်တိတက်လန်းနိုင်ဖို့ဖောက်လုပ်ထားတဲ့လမ်းကြောင်းတစ်ခုအထူးသဖြင့်အာရှအခြေစိုက် fighter တွေရှင်ပြိုင်ကြတဲ့နေရာ UFC မှာသူတို့စာချုပ်ကန့်လန့်ခံရဖို့အတွက်ဒီညမှာ entry level ပုံစံမျိုးနဲ့ကစားချတယ်အဲ့ဒီကနေအနိုင်ရမှ UFC စင်မြန်ထက်ထိတက်လှမ်းလာတယ်အဲ့ဒီအချိန်တုန်းက Joshua Ban ကဒီအာရှကိုလာပြီးထုတ်ဖို့အတွက် passport ကအဆင်မပြေဘူးအဲ့လိုမပြေတဲ့အတွက် UFC ဘက်ကအဲ့ဒါဆိုရင် road to UFC တော့မထုတ်နဲ့ Dana White Contender Series ပြိုင်ပွဲမှာထိုးဆိုပြီးတော့နောက်ထပ်ပြောင်းပေးတယ် Joshua Ben ကိုယ်တိုင်လည်း Dana White Contender Series မှာထိုးမယ်ဆိုပြီးတော့ပြိုင်ဖက်တွေလည်းထွက်လာပြီး Bidu Fighter နဲ့ထိုးရမယ်ဆိုတဲ့အကြောင်းအရာတွေလည်းကျွန်တော်ပြေး သက်တွေကိုပြောပြခဲ့တယ်။အဲ့လိုဒိနာမိုက်ကွန်နနာစီဒီထိုးသက်ဖို့အတွက်ရိုက်ကူးရေးတွေလည်းလုပ်တယ်။ဒီ UFC ကိုလာပြီးတော့ဒီပြိုင်ပွဲမှာပါဝင်ထိုးသက်မဲ့အနေထားမှာရိုက်ကူးရေးတွေအကုန်လုံးသူကြိုပြီးလုပ်သွားတယ်။တက်ဆက်ကိုပြန်သွားတယ်။ ပွဲထိုးဖို့အကုန်လုံးစီစဉ်ပြီးမှ UFC ကသူ့ကို short notice နဲ့ကန်လန်းတဲ့ Zuma Gulo နဲ့ထိုးခွင့်ရတယ်။အဲ့ဒီပွဲမှာအနိုင်ရလိုက်လို့မို့သူက UFC ရဲ့တရားဝင် fighter ဖြစ်လာခဲ့ပါတယ်။ပြောရရင် UFC ကဖန်တီးပေးခဲ့တဲ့အခွင့်အရေးအခွင့်အရေးတွေကိုစက်တိုက်လွှဲချော်ခဲ့တယ်။သို့တော်လည်းပဲရုပ်ရက်မထင်မှတ်ပဲပေါ်လာတဲ့အခွင့်အရေးကိုတော့သူကမိမိရရဆုပ်ကင်ပြီးတော့ UFC fighter ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါကတော့ Joshua Ben ပွဲမထိုးခင်ပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ professional fighter ဖြစ်လာလဲဘယ်လိုပုံစံမျိုးနဲ့ UFC fighter ဖြစ်လာတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ပြန်ပြီးဖောက်သေးချတာသူကလက်ရှိမှာဆိုရင်တော့ဒီ UFC မှာထိုးတဲ့စုစုပေါင်းပွဲက9ပွဲအထိရှိလာပြီးအဲ့ဒီထက်မှ10ပွဲအနိုင်ရတဲ့တပွဲပဲရှုံးနေတဲ့ချန်ပီယံကပ်စိန်ခေါ်ခွင့်ရထားပြီးပြီးပလူဂျာနဲ့ပတ်သက်ပြီးတော့သူကဒီဗီဒီယိုထဲမှာလဲ၃ကြီအတွက်ပြက်ဖြက်မဲ့ဆိုတဲ့ပုံစံမျိုးပြောဆိုသွားပါတယ် ဒီနေ့မှကျွန်တော်ထပ်ပြီးပြောချင်တာကဂျောရှွာဘန်ကသုံးချီအတွင်းအပြတ်ဖြတ်မယ်ဆိုတဲ့ပုံစံမျိုးပြောတယ်လို့ဂျောရှွာဘန်ရဲ့နှီးပြတွေကလည်းနှစ်ချီနဲ့အလဲထိုးမယ်ဆိုတဲ့ပုံစံမျိုးတွေဆက်တိုက်ပြောလာကြတယ်။ဂျောရှွာဘန်ရဲ့ MMA နှီးပြ Frank ကဆိုရင်ဒီ UFC Countdown Video ထဲမှာနှစ်ချီနဲ့ပွဲသိမ်းမယ်ဆိုတဲ့ပုံစံမျိုးပြောတယ်။ My bold prediction second round. KO. နောက်ထပ်နီးပါတယောက်ဖြစ်တဲ့ဒန်နီပညာကလည်းဒုတိယအချီနဲ့အလဲထုတ်မဲ့ဆိုတဲ့ပုံစံမျိုးကျွန်တော်ကိုပြောပြတယ်။ဒါကြောင့်မလို့ဒီဖွဲ့ကတော့ပေါ့နော်ဒီပွဲရင်ဆိုင်ရမယ့်အနေအထားမှာယုံကြည်မှုတွေအတော်ကြီးကိုမြင့်တက်နေတယ်လို့ပြောလို့ရတယ်။တကမ္ဘာလုံးကပြည်သက်တွေတကမ္ဘာလုံးက fighter အများစုကတော့ဒီပွဲမှာပန်တိုကြပဲအနိုင်ရမယ်ဆိုပြီးပြောနေကြတယ်။သို့တော်လည်းပဲဘလို့ပုံစံမျိုးပြောသည့်တိုင်အောင်ဒါက MMA ပွဲ fighter နဲ့ရောက်ထိုးကျိတ်ကြတဲ့ပွဲပုံနေလုံးဝတွတ်ထားလို့မရတဲ့ပွဲ ဂျောရှောဘန်ကိုတိုင်လည်း professional fighter ပေါ့ဖြစ်လန်းလာတဲ့တစ်လျှောက်လုံးမှာသူ့ဘောလုံးဝမျောလင့်ချက်မရှိတဲ့အနေအထားတွေကနေပြောင်းပြန်လှန်ပစ်ခဲ့တဲ့ fighter ပြန်ပြီးအစာဆွဲထုတ်ရမယ်ဆိုရင်ကလကဖွန်ပွဲမှာကလေးကလုံးဝထိမက်မထားတဲ့ပုံစံမျိုးနဲ့ Wayne Fighter ကြီးစူမာဂူလော့ကိုအနိုင်ယူပြခဲ့တယ်။အဲ့ဒီနောက် short notice နဲ့ခွေးရည်ကန်လန်းလာတဲ့အခါတိုင်းမှာလည်းပြင်ဆင်ချိန်ဘာမှမရှိဘဲနဲ့ထိုးတယ် နိုင်အောင်ထိုးပြရတယ်။နောက်ဆုံးသူက ranking number 12နေရာမှာရှိတယ်။ ranking number 1နေရာက Brandon Roba အတွက်ပြိုင်ပွဲလိုတဲ့အနေထားမှာ short notice နဲ့ဝင်လာတယ်။ ranking the match အားဖြင့်ကြည့်မယ်ဆိုရင်မိုးနဲ့မြေလောက်ထိတောင်ကွာတယ်ဒါကိုတောင်ထက်ပြီးအနိုင်ယူပြတယ် ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကဂျော့ရှော့ဘန်အခုပုံစံအမျိုးအထိတက်လန်းလာတဲ့လမ်းတစ်လျှောက်လုံးမှာသူကအနိုင်ရမယ်လို့ဘယ်သူကမှထင်ကြီးပေးခံခဲ့ရတာမဟုတ်ဘူးသူ့ကိုရှုံးနိမ့်တဲ့ဘက်ကနေကြီးခဲ့တဲ့ပုံစံမျိုးတွေကနေပဲပြောင်းပြန်လှန်ပြီးတော့ဒီအဆင့်တိတက်လာတာဒါကြောင့်မလို့အခုပန်တိုဂျာနဲ့ပွဲမှာလည်းဘယ်သူတွေကပဲပန်တိုဂျာနိုင်မယ်ပါညာတွေပြောနေပါစေကျွန်တော်ကတော့ဂျော့ရှော့ဘန်ရဲ့ဘက်မှာအပြေးဝရက်တီထားတယ်ဂျော့ရှော့ဘန်ကလူငယ်တလောက်ကိုထက်ပူပြီးတောင်တင်းငိမ့်နေကိုထက်ပူပြီးတော့အတွေးခေါ်ကောင်းတယ် တကံဝိုင်းအတွက်မှာဆိုရင်လေဘေးကနေကြည့်တဲ့ပြည်သက်တွေကဖင်တကြွကြွဖြစ်နေသည့်တိုင်အောင်သူကတော့သူလောက်ရမယ်အလုပ်ဆိုရင်သူအေးအေးနဲ့လုပ်တယ်စိတ်ရှည်တယ်စတဲ့စတဲ့အကြောင်းရင်းတွေကြောင့်ကျွန်တော်ကတော့ဒီဘက်မှာကြောရှောဖန်ရက်ဘက်မှာမျှော်လင့်ချက်အပြည့်ရှိတယ်အပြည့်ဝလည်းဝင်ရမယ်ကျွန်တော်တို့မြန်မာတနိုင်ငံလုံးကပြည်သက်တွေအနေနဲ့လည်းဒီဂလူငယ်ဖိုက်တာလေးကိုအင်တိုင်းအားရိုက်လှိုက်လိုက်လဲလဲနဲ့ဝင်ရန်ချားလိုက်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ပြောပြခဲ့တဲ့ဗီဒီယိုအကြောင်းကိုတော့ပြည်သက်တွေသွားပြီးတော့ကြည့်စေခြင်းနဲ့တကယ့်ရုပ်ရှင်ကားတကားအလား စိတ်ကူးရင်ရေးထားတဲ့ဝတ္ထုဇံညွန်းတွေမဟုတ်တဲ့အပြင်းမာတဲ့ကိုလေးစားအားကြရလောက်တဲ့လူငယ်တယောက်ရဲ့ဖြတ်သန်းမှုတွေကို UFC ကတေချာကိုစနစ်တကျနဲ့အနိုင်မြအတက်ကြပေါင်းများစွာနဲ့ပြည်သက်တွေကိုချပြထားတာမကြည့်ရသေးရင်ကြီးစေချင်တဲ့ကိုယ်နဲ့မှဘလို့ပုံစံမျိုးတွေနဲ့သူအောင်ပွဲခံတဲ့ဘလို့ပုံစံမျိုးတွေနဲ့ UFC ချန်ပီယံခွဲစင်ခေါ်ခွင့်ရဖို့ဥက္ကဋ္ဌဒေနာဝိုက်ကိုကွန်ပေးမှာပြောတယ်မြမအလန်ကြီးခြုံပြီးတော့ ချင်မြင်ကပဲစင်ခေါ်ခွင့်ကိုတိတ်တိတ်တင်တင်ရဖို့ပန်လူချာနဲ့အတကံဝိုင်းအတွက်မျက်နှာချင်းဆိုင်ခွင့်ရဖို့ဘလို့ပုံစံမျိုးစိတ်ရှိရှိနဲ့စောင်းဆိုင်နေတဲ့စတဲ့ပုံရိပ်တွေကိုကျွန်တော်တို့လုံးဝလုံးဝမြင်ဘူးတဲ့ footage တွေကိုချပြပြီးတော့ UFC ကတင်ဆက်ထားတာကျွန်တော်ကတော့အဲ့ဒီဗီဒီယိုကိုကြိုက်လွန်းလို့တောင်အချိန်ပေါင်းများစွာပြန်ပြီးကြည့်ပြနေပါပြီကျေးဇူးတင်ပါတယ်ခင်ဗျ